္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ9ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့လာရှိုးကိုစစ်ကောင်စီထံပြန်ပေးရသည့်တံပြည်သူများရင်ဆိုင်နေရပြီးတင်းထားတဲ့မြို့များပြန်ပေးရန်မရှိဟုအသိပြီးအတူတိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်များနဲ့ဒေသခံပြည်သူများအတန်အလေးထားရမည်ဟုဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် တော်လန်ရေးတိုက်ပွဲမှာအောင်မြင်သည်၍လက်ရှိမျိုးဆက်များတမကနောက်မျိုးဆက်များပါစစ်ဘေးထံခံစားရမှာဖြစ်ကအာနာရှင်စနစ်ချုပ်ငင်းရေးအတွက်ဆက်လက်ဆောင်ရွက်ရမယ်လို့မေလ၄ရက်နေ့မှာကျင်းပတဲ့ TNL ရဲ့နိုင်ငံရေးစီရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာတအောင်းတက်မတော် TNL တွဲဖက်အထွေထွေအတွင်းရေးမှူးဘုံမူကြီးတားပန်လာကပြောကြားခဲ့တာပါကျွန်တော်တို့ကအခုကျွန်တော်တို့သွားနေတဲ့တော်လန်ရေးတိုက်ပွဲမှာအောင်မြင်သေးဘူးဆိုရင်တည်ကြတယ်တန်တရားလင်းနေမှာပေါ့စီရေးတန်တရားငင်းချမ်းရေးတန်တရားအပြည့်အခက်ရက်စဲရေးတန်တရားအဲဒီကနေဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘဲနဲ့ ဲ့ကျွန်တော်တို့ကလွန်ခဲ့တဲ့ကျွန်တော်တို့ရဲ့အဖိုးအဖွားတွေအဖေအမေတွေကစိတ်ပေးတန်ခံခဲ့ရပြီးကျွန်တော်တို့လက်ထက်မှာလည်းဒါကိုရင်ဆိုင်နေရတယ်ကျွန်တော်တို့ကအပိဓာအာနာရှင်ချုပ်ငင်းရေးမဆောင်ရွက်ဘူးဆိုရင်တော့တေးကြတယ်နောက်ထပ်ကျွန်တော်တို့မျိုးဆက်တွေလည်းစိတ်ပေးစိတ်တန်ပဲခံနေရမှာပါလို့ဆိုထားပါတယ် TNL တိမ့်ပိုက်ထားတဲ့မျိုးများကိုစစ်ကောင်စီထံပြန်လည်ပေးအပ်ရန်ရှိမရှိမေးမြန်းမှုအပေါ်ကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်ခဲ့ကြတဲ့မဟာမိတ်တွေရဲ့အတန်လဲကျွန်တော်တို့အလေးထားရမှာဖြစ်တယ်လို့ကျွန်တော်တို့တိုက်ပွဲအောင်မြင်အောင်ဒီနယ်မြေကနေစစ်အာဏာရှင်တွေထွက်ခွာသွားအောင်ပ ူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့လူထုတွေရဲ့အတန်လေကျွန်တော်တို့အလေးထားရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဟိုဟာပေးနိုင်မလားဒီဟာပေးနိုင်မလားဆိုတဲ့ဟာမျိုးတော့လောလောဆယ်မရှိသေးပါဘူးလို့ပြောဆိုထားပါတယ် MNDAA ကတရုတ်အစိုးရရဲ့ဂျောင်းဝင်စီစဉ်မှုဖြင့် Avila တတိယဘက်မှာလာရှုမျိုးကိုစစ်ကောင်စီထံပြန်လည်လွှဲပေးခဲ့ရတဲ့ဖြစ်စဉ်ကြောင့်ဒေသခံတအောင်းလူမျိုးများအပါအဝင်ပြည်သူများအချက်အသေးများစွာရင်ဆိုင်နေရတယ်လို့ဘူမူဂျီတာပန်လာက ထောက်ပြခဲ့ပါတယ်ခင်ဗျာ ဆက်လက်ပြီးကုန်းစိတ်ရဲစခန်းကိုစစ်ကူသွားတဲ့စစ်ကောင်စီလှေတစည်းတိတ်မှပုတ်ပွားနေတဲ့စစ်ကောင်စီအရာရှိတဦးရုပ်အလောင်းစစ်တောင်းမြစ်အတိုင်းမျောပါလာတဲ့တရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်ကွင်းစိတ်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုအားစစ်ကူသွားတဲ့စစ်ကောင်စီလှေတစည်းတိတ်မှောက်ပြီးတော့ပုတ်ပွားနေတဲ့စစ်ကောင်စီအရာရှိတဦးရဲ့ရုပ်အလောင်းစစ်တောင်းမြစ်အတိုင်းမျောပါလာတယ်လို့ဒေသခံတော်လိုင်းရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ကွင်းစိတ်ရဲစခန်းဟာဝေါ်မြို့နယ်တရဲသမိန်ကျေးရွာတစ်ဖက်ချမ်းစစ်တောင်းမြစ်ဘေးမှာတည်ရှိပြီးတော့ပြီးခဲ့တဲ့ဧပြီလ 2023ရဲ့နေ့က KNL ဦးဆောင်တဲ့တော်လန်ဤပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါအစိုးရတိုက်ပွဲကိုစစ်ကူလာတဲ့တရဲသမိန်ချေးရွာဘက်ချမ်းကစစ်ကောင်စီနဲ့ပြူစော်ဒီ30ကန့်ပါလေတစည်းစစ်တောင်းမြစ်ကိုဖျက်ကူးစင်မှာဆက်လီတိမ်မောက်ကမြေအတွင်းမျောပါသွားခဲ့ကြတယ်လို့ဒေသခံတွေနဲ့တော်လန်ဤတပ်ဖွဲ့တွေကပြောပြထားပါတယ်ရင်းပြစ်စင်မှာစစ်ကောင်စီအရာရှိတအုပ်နဲ့ရုပ်အလောင်းဟာစစ်တောင်းမြစ်အတွင်းမျောပါလာခဲ့ကမေလ၄ရက်နေ့မနက်၈နာရီခွဲကန့်ကကြိုက်ထုံမြို့နယ်ခရွေချေးရွာအနီးမှာဒေသခံရေးလှုပ်သားတချို့ကတွေ့ရှိခဲ့ကြတာလို့ လို့ဆိုထားပါတယ်အစူပါစစ်ကောင်စီအရာရှိရုပ်အလောင်းမှာတနက်အတူတလက်နဲ့စကားပြောဆက်တလုံးကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ဒေသခံတော်လိုင်းတက်ဖွဲ့ကတင်းစီလိုက်တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးရေစကြိုမြို့ပေါ်ကိုခဲယမ်းပို့ပြီးတော့ပြန်လာတဲ့ခလာရ298ကစစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွေးတိုက်ခိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေတိုင်းပခုတ်ကူခရိုင်ရေစကြိုမြို့ပေါ်ကိုခဲယမ်းပို့ပြီးတော့ပြန်လာတဲ့ခလာရ298ကစစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွေးတိုက်ခိုက်ခဲ့တယ်လို့ရေစကြိုမြို့နယ်ပကဖအဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ3ရက်နေ့ညနေ4နာရီခန့်မှာရေစကြိုစီမံရုံးပေါင်းစုံတဲမှာတက်ဆွေးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုခဲယမ်းပို့ပြီးတော့ပြန်လာတဲ့အင်အား90ခန့်ပါစစ်ကောင်စီစစ်ကြောင်းကိုမြို့အထွတ်တနေရာမှာအသင်ဆောင် ဆိုင်ပြီးမိုင်းဆွဲခဲ့တာလို့ဆိုပါရယ်အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရကြောင်းဖော်ပြထားပါရယ်မိုင်းဆွဲခံရပြီးတဲ့နောက်အဆိုပါစစ်ကြောင်းဟာခလာရ258နဲ့ခလာရ256အတွင်းကိုနှစ်ဖွဲ့ခွဲကဝင်ရောက်သွားတယ်လို့သိရပါရယ်ခင်ဗျာဆလပီ ကယန်းအမျိုးသားတပ်မတော်နဲ့ကရင်နီပြည်ဝင်ပလူစစ်ကြောင်းမှရဲဘော်နှစ်ဦးကြာဆုံးခဲ့တဲ့တဲ့င်းကိုတင်ပြပေးပါမယ်။ကယန်းအမျိုးသားတပ်မတော် KNA 21090တပ်ရင်းနဲ့ကရင်နီပြည်ဝင်ပလူစစ်ကြောင်းတို့ကရဲဘော်နှစ်ဦးကရင်နီဒေသတွင်းကတိုက်ပွဲများမှာကြာဆုံးခဲ့ကြတယ်လို့အသီးသီးထုတ်ပြန်ထားကြပါရည်။မေလ၄ရက်နေ့မှာမိုးပြဲတိုက်ပွဲမှာကယန်းအမျိုးသားတပ်မတော်21090တပ်ရင်းကရဲဘော်ခွန်ဖီဒေးလီဟာစစ်ကောင်စီကိုတွန်းလှန်တိုက်ပွဲဝင်ရင်းမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့ဆိုပါရည်။ဒါအပြင်မေလ၁ရက်နေ့ကလည်းဘောလက်ခဲရှေ ေတန်းစစ်မြေပြင်တနေရာမှာ KNP ဝင်းပလေးစစ်ကြောင်းမှရဲဘော်ဥကိုရီခေါ်ချာလီဆိုးဟာမြင်းမြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ဆီယာနာရှင်စနစ်အားတိုက်ပွဲဝင်ရင်တိုင်းပြည်နယ်လူမျိုးအတွက်အသက်ပြီးသွားခဲ့ရတဲ့ကြာဆုံးအာဇာနည်သူရဲကောင်းရဲဘော်များကိုမှတ်တမ်းတင်ဥညွတ်အလေးပြုကြောင်းနဲ့ကျန်းရည်သူမိသားစုများနဲ့ထပ်တူထက်မြဝမ်းနည်းရကြောင်းအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနောင်ချိုနဲ့မိုးကုတ်ကိုစစ်ကောင်စီထပ်မံဘုံကျဲခဲ့ရာကလင်းငယ်တအူထိခိုက်ဒဏ်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း PSNLF TNL အုတ်ချုပ်နယ်မြေနောင်ချိုမြို့နယ်နဲ့မိုးကုတ်မြို့နယ်တို့ကကျေးရွာများကိုစစ်ကောင်စီတပ်ကလေကြောင်းကနေထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မေလ3ရက်နေ့ည8:00နာရီအချိန်မှာနောင်ချိုမြို့နယ်ဝဘိုးကုန်းကျေးရွာကိုဂျက်ဖိုက်တာဖြင့်ဘုံတလုံးကျေးချတိုက်ခိုက်ခဲ့ရာကလင်းငယ်တအူဒဏ်ရာရခဲ့ပြီးတော့စာတင်ကြောင်းတစ်ကြောင်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ အလားတူအဒီနေည9:55မိနစ်အချိန်မှာလေမူကုန်းမြို့အနောက်ပိုင်းစင်ခွာကျေးရွာကိုပေါင်150ဘုံနှလုံးကျဲချခဲ့ရာဖုံးကြီးကျောင်းနှစ်ကျောင်းနဲ့ဓမာယုံတို့ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မီလာ3ရက်နေ့မနက်9:00ဝန်းကျင်မှာလေမူကုန်းအနောက်ပိုင်းကတ်သေးရက်ကွက်ကဖုံးကြီးကျောင်းကိုစစ်ကောင်စီကဘုံကျဲချခဲ့ရာဒေသခံတအူးတိုက်ဆုံခဲ့ပြီးတော့တအူးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်16လုံးပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်မီလာ2ရက်နေ့ည7:40မိနစ်ခန်းကလေနောင်ချုံမြို့နယ်လုံဝေကျေးရွာကိုစစ်ကောင်စီတပ်က ပေါင်300ဘုံတလုံးလာရောက်ကျေးချခဲ့သေးတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစင်ကူးမြို့နယ်မှာရှိတဲ့လက်ပံလှနဲ့ထုံးကြီးရွာများကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြည်သူတအူးတီဆုံး၄ဦးတန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။စင်ကူးမြို့နယ်လက်ပံလှကြီးရွာနဲ့ထုံးကြီးကြီးရွာတို့မှာမေလ၃ရက်နေ့ညပိုင်းကအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုများကြောင့်ပြည်သူတအူးတီဆုံးပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာနေအိမ်ခုနှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်းစင်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖထံမှသိရပါတယ်။မေလ၃ရက်နေ့ည၈နာရီမိနစ်၃၀ခန့်မှာလက်ပံလှကြီးရွာပြည်စိုးအောင်ရက်ကွက်မှာရှိတဲ့မူလအောင်မြ ီဖုန်ကြီးကျောင်းအရှိမြောက်ဘက်လေကွင်းအတွင်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့လည်းပြည်သူများထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အရင်နေ့ည10:48မိနစ်54မိနစ်နဲ့55မိနစ်တို့မှာစစ်တပ်ကလက်ပံလှတတားအနီးနဲ့ငင်းချမ်းအောင်ရက်ွက်တို့ကိုထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီးတအုပ်တန်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ည10:58မိနစ်ခန့်မှာထုံးကြီးကျေးရွာကိုစစ်တပ်ကလေကြောင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာအသက်32အရွယ်အမျိုးသားတအုပ်သေဆုံးကပြည်သူ၃ဦးဒဏ်ရ ရန်ရရှိခဲ့ပြီးတော့နေအိမ်၅လုံးမီးလောင်ပျက်စီးခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာဆလဘီခမာယခွန်သုံးည3မှစစ်ကောင်စီတပ်သား2ဦး MDY PDF 10လက်နက်နဲ့တကွအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ် မဒယံမြို့နယ်အခြေဆိုင်စစ်ကောင်စီရဲ့ခမရခွန်၃ညာ၃တက်ရင်မှစစ်ကောင်စီတပ်သား၂ဦးလက်နက်နဲ့တကွအလင်းဝင်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကထုတ်ပြန်ထားပါရီမေလာ၂ရက်နေ့ကအဆိုပါစစ်ကောင်စီတပ်သား၂ဦးဟာတနက်နက်လက်ကြီပေါက်ကြီလက်ပစ်ပုံနဲ့ equipment အပြည့်အစုံဖြင့်ဆက်သွယ်အလင်းဝင်လာခဲ့တယ်လို့ဆိုပါရီအခုလိုစစ်ကောင်စီတပ်ကိုဆုံးခွာကအလင်းဝင်ရောက်လူသူများကိုလက်ခံကြိုးဆိုနေပြီးတော့အသက်အာမခံချက်အပြည့်အဝပေးသွားမယ်အပြင်စုငွေများပါပေးရချင်းမြင်သွားမယ်လို့ MDY PDF ကအတည်ပြုထုတ်ပြန်ထားပါရီခင်ဗျာ ဆက်လက်ပြီးအန်တိုက်ပွဲပြန်ဇလင်းပါကောက်ဖရဲဘော်များကိုပြည်သူများကအောင်တပြေပန်းဖြစ်ကြိုးစုခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရခိုင်ပြည်နယ်အမ်မြို့မြို့သိန်းတိုက်ပွဲမှာပအဝင်တိုက်ခိုက်ခဲ့ကြတဲ့ဇလင်းပါကောက်ဖရဲဘော်များမိခင်တပ်ဖွဲ့ကိုပြန်လာရာဒေသခံပြည်သူများကအောင်တပြေပန်းများဖြစ်ကြိုးစုခဲ့ကြတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်နာပါခအပါအဝင်အမ်မြို့နယ်ကတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲများအတွင်အာရခတက်တော်နဲ့အတူတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ဇလင်းပါကောက်ဖရဲဘော်များကိုဒေသခံပြည် ည်သူများကကြိုးစုဂုဏ်ပြုခဲ့ကြတာဖြစ်ပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်မင်းစစ်သွေးနဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ